ီနေ့လိုပေါ့နော် အရာရာ romantic ဆန်နေကြတဲ့ခေတ်ကြီးမှာခမားဖုန်းဘေကိုဗမာလူကြီးထည့်ပေးနေတုံးလားဆိုဒါဆိုရင်တော့ခမား2025မှာမနေပါနဲ့တော့တီဘောမင်းခက်တို့ဒါမှမဟုတ်မင်းနှုံမင်းခက်လောက်ကိုပြန်ပြီးတော့သွားလိုက်ပါ What the fuck bro Now ဒီနေ့တော့နည်းနည်းထူးဆန်းတဲ့ website လေးတစ်ခုကိုကျွန်တော်ညွှန်ပေးချင်ပါတယ်ဆိုတော့ဒီ website ကိုကျွန်တော်မပြောခင်မှာဘယ်သူတွေအတွက်ဖြစ်မလဲဆိုတာကျွန်တော်အရင်ဆုံးပြောပြပေးမယ်ဒီ Microsoft တို့ PlayStation, Netflix, PUBG, Mobile Legend ကျွန်တော်တို့ပြည်တွင်းအားဆိုရင်မဟာမိုဘိုင်းတို့ဝင်စင်းတို့လိုမျိုးပေါ့နော်။စာဖတ်ဝါသနာပါတဲ့သူတွေအတွက် မြန်ဆန်ရမယ်။ဈေးလည်းမှန်ရမယ်။အဲ့တော့ဟိုတင်ကြီးစီမဟုတ်တဲ့ AI နေနဲ့ဖန်တီးထားတဲ့နေရာလေးတခုကိုကျွန်တော်ညွှန်ပေးချင်ပါတယ်ဆိုတော့တရင်ကောင်ခဏလေး information လဲရမယ်ပြီးလို့ရှိရင်ဖုန်းပေးလဲရမှာမို့လို့အဆုံးကြီးကြီးเนาะကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူတွေအတွက်ဖုန်းပေး9000ကျက်အယောက်40တိတိပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ပြီးမှတော့မဟုတ်ပါဘူးဟိုဘက်ကပြီးမှာပေါ့เนาะ ဆိုတော့ဒီကျွန်တော်လူတွေအတွက်ကျွန်တော်ကလှမ်းပြီးတော့တောင်းပေးတာစင်ပြေတယ်မဟုတ်လားပြင်နေရမှာเนาะခင်ဗျားတို့မှတ်မိကြဦးမလားတော့ မသိပါဘူး internet တွေစပြီးတော့ 2G တို့အဲ့လိုမျိုး H+ တို့ဘာလို့ညာစပြီးတော့ခက်စားတဲ့အချိန်ကတမရတော့ကျွန်တော်တို့ဖုန်းပေထည့်မယ်ဆိုရင်ဘယ်လိုထည့်ခဲ့ရသလဲဆိုတော့ခဲချစ်ခဲကြရတဲ့ feeling လေးကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်ဖုန်းပေတို့ gift card တို့ဆိုတာကဒီနေ့ခက်မှာ KP တို့တခြားသောပေးတွေရနေထည့်ရင်လည်းရတယ်ပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်တို့ခဲချစ်လိုက်လို့သူ့မှာဘာကနန်းလေးတွေပါမလဲဆိုတော့ချင်း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 နဲ့အဲ့လိုမျိုးရင်ခုန်ရတဲ့မူလေးကိုခမရကြိုက်တယ်ဆိုရင်တော့ဒီ video ကခမရအတွက်ဖြစ်ပါလိမ့်မယ် ဆိုတော့ဒီကောင်းစီမှာ vintage vibe ကို AI Viper ရနိုင်မဲ့ website လေးတစ်ခုဖြစ်ပါတယ်ဆိုတော့နာမည်ကတော့ myizettopup.com လို့ခေါ်ပါတယ် izet ကတော့ easy ကိုသူတို့အတူကောက်ခေါ်တာဖြစ်ပါတယ်ဆိုတော့ဒီ website ကကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့လည်းအကောင့်ဖွင့်လို့ရနိုင်တယ်လို့ကြားဖြန့်ဘာဖြန့်ကိုကြောက်လို့မဖွင့်မယ်နဲ့ဒီအတိုင်းဝင်သုံးမယ်ဆိုလဲသုံးလို့ရပါတယ်ဆိုတော့ဒါလည်းပြောရသေးတယ်အကောင့်ဖွင့်ပြီးတော့သုံးမယ်ဆိုရင်ခင်ဗျားဘာတွေရမလဲဆိုရင်တော့သူ့မှာပါတဲ့ AM fashion နဲ့ခင်ဗျားသုံးလို့ရမယ်နောက်တစ်ခုက A+ plus ban နဲ့ငွေပေးချေမယ်ဆိုရင်ဘာပဲဝယ်ဝယ်5% cash back ပြန်ရမှာဖြစ်ပါတယ်အကောင့်မဖွင့်ဘူးဆိုရင်တော့ဒါတွေရမှာတော့မဟုတ်ပါဘူးဆိုတော့ကိုကြိုက်တဲ့လမ်းကိုကိုစိတ်ကြိုက်ကိုအနယ်ကို light နိုင်ပါတယ်ဖွင့်မှလို့လည်းမပြောသလိုမဖွင့်မှလည်းလို့လည်း မပြောပါဘူးကျွန်တော်တို့ data တွေရှိတယ်ကိုယ်စိတ်ကြိုက်ကိုယ့်အနေကိုသွားပါဘောနော် okay ပါအဲ့တော့ကျွန်တော် website လေးကိုပြန်သူရဲ့ website နာမည်က my ezap top up လို့ခေါ်ပါတယ်ကိုယ့်ရဲ့ phone နဲ့မှလည်းရနိုင်တယ်လို့ကျွန်တော်တို့ pc မှာလည်းရပါတယ်ဆက်ဆာချင်းမြင်တွေ့ရမယ့်ပုံစံကတော့ဒီလိုမျိုးရိုးရိုးရှင်းရှင်း design ကိုမြင်တွေ့ရမှာဖြစ်ပါတယ် mobile top up ရဲ့ data package ရဲ့ prepaid card ရဲ့ gift card ရဲ့ဆိုပြီးတော့၄မျိုးပြထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်သူကတစ်ခါဝယ်မယ်ဆိုရင်အများဆုံး item အခု20အထိဝယ်လို့ရပါတယ်ကိုယ်ဝယ်ခြင်းတဲ့ item ကိုဘေးနားမှာရှိတဲ့ခြင်တောင်းထဲကိုထည့်လိုက်တာနဲ့ အောက်ဆုံးတောင်းကချင်းတော်အကြီးတဲ့ကိုကိုဝယ်မဲ့ဟာကသွားပြီးတော့ရောက်မယ်အဲ့ဒါကိုနှိမ့်လိုက်တာနဲ့အခုလိုမျိုးငွေအမောက်ဘလောက်ကြမလဲဆိုတာတခါတည်းတန်းပြီးတော့ပြပေးပါတယ်အဲ့ဒီမှာချက်ကောက်ကိုနှိမ့်ကိုဒန်နီကိုထပ်နှိမ့် please order ကိုနှိမ့်မယ်ဒါဆိုရင်တော့ငွေပေးချေဖို့အတွက် QR scan ပေါ်လာတဲ့အခါမှာဒါကိုအဆင်ပြေတဲ့ payment နဲ့ scan ဖတ်ပြီးတော့ငွေပေးချေတဲ့ယုံပါပဲ။ဟိုကငွေပေးချေလိုက်ပြီဆိုတာနဲ့ဘယ်ထဲရောက်သွားမလဲဆိုရင်တော့ကျွန်တော်ဒီဘက်တောက်မှာရှိတဲ့ order history တဲကိုဝင်ကြည့်ကြည့်ပါ။အဲ့ဒီမှာ payment successful ဆိုတာပြရင်အောင်မြင်ပါပြီ။ ်အဓိကပြောချင်တာကအောက်မှာပါမြင်နေရတဲ့ဒီခဲချစ်လို့ရတဲ့ feeling ကဒီနေရာမှာရှိပါတယ်တော့ကျွန်တော်တော့အခုတော့မချစ်ပြတော့ဘူးပေါ့နော်ဒီမှာပါတဲ့ကုတ်ဒီပေါ့မှာဆိုလို့ပေါ့နော်အရင်ကကျွန်တော်တို့ဒီအကျူရဲ့ခဲချစ်ခဲ့ရတဲ့ feeling ကိုဒါအခု digital နီးနဲ့ခဲချစ်နိုင်မှာဖြစ်ပါတယ်ကိုသုံးဖို့အတွက်လည်းမဟုတ်ဘူးတခြားတရက်ကိုလက်ဆောင်ပေးခြင်းနဲ့ဆိုရင်ဒါ AI function နဲ့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြပေးမယ်ဆိုတော့ဒီအောက်မှာမြင်နေရတဲ့ share x ဆိုတဲ့နေရာလေးကိုမြင်နေမလားဆိုတော့အဲ့ဒါလေးကိုနှိမ့် အဲ့ဒီမှာ create with ai ဆိုတာပေါ်လာလိမ့်မယ်ဆိုတော့အဲ့ဒီကောင်လေးကိုနှိမ့်ဆိုတော့ဒီနေရာမှာကတော့ကိုပေးခြင်းနဲ့စာကြောင်းတစ်ခုခုပေါ့ဗျာအဲကျွန်တော်ကအမေကိုကတော့ခြင်းလို့ဆိုပြီးတော့ကျွန်တော်ရေးပြီးတော့ကျွန်တော် generate လုပ်လိုက်ပါမယ်ဆိုတော့ခဏဆောင်ပါဆိုတော့ ai က emoji တွေကို random နည်းနဲ့ထုတ်ပေးပါလိမ့်မယ်ဆိုတော့ okay ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အောက်မှာမြင်နေရတဲ့ safe type လေးကိုနှိမ့်ဆိုတော့ကိုကနှိမ့်လိုက်တာနဲ့ဘေးမှဒီလိုမျိုးလေး तू ကပေါ်လာပေးလိမ့်မယ် ဆိုအောက်ဖက်ကကွန်မန့်ပေါင်းပါတော့ကိုရေးချင်တာကိုဟာနဲ့ကိုရေးပေါ့နော်အကိုရဲ့စံနာလေးတစ်ခုခုရေးပြီးသွားတာနဲ့အဲ့ဒီမှာ generate share link ကိုနှိပ်လိုက်တာနဲ့အောက်မှာ link တစ်ခုထွက်လာပါမယ်ဆိုတော့ကိုကအဲ့ဒါလေးကို copy ယူပြီးတော့အကိုပေးချင်တဲ့အမေကို Viber ကနေပဲဖြစ်ဖြစ် Messenger ကနေပဲဖြစ်ဖြစ် Telegram နေပဲဖြစ်ဖြစ်ဒါကိုအဆင်ပြေတဲ့ဇီယက်နေ link လေးပို့ပေးလိုက်တာနဲ့ဟိုဘက်ကအမေကအဲ့ဒါကိုနှိပ်ပြီးတော့ဖြွင့်လိုက်တဲ့အခါမှာဒီလိုမျိုးချစ်စရာမြင်ကွင်းလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဆိုတော့အောက်ဖက်မှာဗာရင်မြင်ရမလဲဆိုရင်တော့ကျွန်တော်တို့ခဲချစ်တဲ့ကတ်ကိုလည်းကျွန်တော်တို့မြင်ရမယ်တခြားသောကြံတဲ့ကိုဝဲကယ်တုံးကအချက်အလက်တွေကိုပါသူကအစုံအလင်ပြပေးထားတာကိုမြင်ရမှာဖြစ်ပါတယ် ဒီပုံစံတစ်မျိုးတည်းရှိတာတော့မဟုတ်ပါဘူးတစ်ခါလှုပ်ရင်တစ်မျိုးတစ်ခါလှုပ်ရင်တစ်မျိုး runner ထွက်မှဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ယောက်နဲ့တစ်ယောက်ကတော့လှုပ်တဲ့အချိန်နဲ့တူမှာတော့မဟုတ်ဘူးပေါ့နော်ချာနီးနဲ့ဟိုဖြည့်ပေးလိုက်မယ်ဆိုရင်လည်းမရဘူးလားဆိုတော့မဟုတ်ပါဘူးရပါတယ်မြန်ပါတယ်ဒါပေမဲ့လည်းဒီလိုမျိုးအမှတ်တရအခက်အိတ်တန်လေးတော့ရမှာတော့မဟုတ်ဘူးပေါ့နော်ရော့အင့်ထည့်ပေးလိုက်ဆိုရင်တော့လည်း ပြီးတယ်ဗောဗျာဆိုတော့ဒီမှာတော့ဒီလိုမျိုးမြင်နေရတဲ့အမှတ်တရစာသားလေးတင်နေဆိုတော့ဟိုဘက်ကလက်ဆောင်ရတဲ့သူလဲအ ਨੇ ဆုံးတော့ကိုဘာ message ပေးလိုက်တယ်လဲဆိုတော့ခံစားချက်လေးကိုပါဟိုဘက်က emotion နဲ့ဟိုပါရတာဆိုတော့နည်းနည်းရင်ခုန်စရာလေးတော့တမျိုးတမျိုးဖြစ်တယ်ဗောနော်သတိပေးချင်တာကဒါဒီလိုမျိုးအချိန်မှာကိုပေးလိုက်တဲ့ link ကတခြားတစ်ယောက်စီပေါက်ကြားသွားတယ်မြင်သွားတယ်လို့ကိုဘက်ကနေခံစားနေရတယ်ဆိုရင်အချိန်မီတားဆီးနိုင်အောင်လဲဒီမှာလုပ်ပေးထားပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒါကိုရဲ့ order history တွေကိုပြန်ပြီးတော့သွားဒါဒီမှာမြင်နေရတဲ့ disable sharing ကိုနှိပ်လိုက်တာ ਨੇ အဲ့ဒီ လင့်ကဝင်လို့မရတော့ပါဘူးဆိုတော့ဒီလိုမျိုး function ကတော့ဖုန်းနံပါတ်နဲ့ account ဖွင့်ထားတဲ့သူတွေပဲအသုံးပြုလို့ရမှာဖြစ်ပါတယ် gas အနေနဲ့ဝင်သုံးမယ်ဆိုရင်တော့အခုလိုမျိုး function ကသုံးလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့လည်းဒီလိုမျိုး function တွေကလွယ်လို့ကြံတဲ့ဟာတွေဝယ်တာချမ်းတာအကုန်လုံးတော့အလုပ်လုပ်ပါတယ်ဆိုတော့ကိုကကိုနေ့ကသူများတိမှဆိုလို့ပြန်ပြီးတော့ disable sharing လုပ်ထားတာကိုအဲကိုက link အစ်စ်ပြန်ပြီးတော့လုပ်ပေးခြင်းနဲ့ဆိုရင်လည်းငကူမူလအတိုင်းအစအနေပြန်ပြီးတော့လုပ်ပါသူတို့ link အစ်စ်တစ်ခုထပ်ပြီးတော့ထွက်လာပါလိမ့်မယ်အဲ့ဒါကိုပို့ပေးလိုက်ရင်တော့ငကူမူလအတိုင်းပြန်ပြီးတော့ရရှိမှာဖြစ်ပါတယ် ဆိုတော့ငွေဖြည့်ကတ်တစ်မျိုးတည်းတော့လွတ်လို့ရတာမျိုးတော့မဟုတ်ပါဘူးကြံတဲ့ gain နဲ့သက်ဆိုင်တဲ့ item တွေကြံတဲ့ internet နဲ့သက်ဆိုင်တဲ့ item တွေ subscription လို့ဝယ်တဲ့ item တွေမှန်သမျှဒီလိုနည်းနဲ့အကုန်လုံးကိုဖန်တီးလို့ရပါတယ်အဓိကမှားနေတာကတော့ဟိုဘက်ကမဖွင့်ရသေးပဲနဲ့ပေါ့နော်အဲကိုကရောင်ပြီးတော့ဒီမှာခဲချစ်လိုက်တာမျိုးဒီမှာမြင်နေရတဲ့ invoice ကို download မိတာမျိုးဆိုရင်တော့အလုံးလုံးတော့မှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့ server ကမင်းတို့ဒီဟာကိုခဲချစ်လိုက်ပြီးလို့ယူဆလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ AI နဲ့ကျွန်တော်တို့အချိန်ပေးပြီးတော့ဖန်တီးထားတဲ့ moment လေးရ အသက်ဝင်တော့မှမဟုတ်ဘူးပေါ့နော်ဒါလေးကိုတော့ကျွန်တော်သတိထားစေချင်ပါတယ်နောက်တစ်ခုကတော့ဒါမသိတာမရှင်းတာရှိလို့ဓာတ်ရိုက်မေးချင်တာပဲဖြစ်ဖြစ်ဓာတ်ရိုက်ပြောချင်တယ်ဆိုရင်လည်းဒီမှာမြင်နေရတဲ့ support တွေကိုသူကအဲ့မှာမြန်မာလိုအကုန်လုံးရေးပြပေးထားပါတယ်ဖုန်းနံပါတ်လည်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်အတွင်ဓာတ်ရိုက်ဆက်ပြီးတော့မေးနိုင်ပါတယ်တခြားသောလက်ကားပြန်ယူခြင်းတဲ့သူတွေရှိမဲ့ဆိုရင်လည်းလက်ကားဘယ်လိုပေးတယ်လဲဆိုတာကိုယ့်အကူမေးကြည့်ကြပါနော်ဆိုတော့ဒီလောက်ဆိုရင်တော့ website အသုံးပြုနည်းလေးလဲနားလည်သဘောပေါက်ကြမယ်လို့ကျွန်တော်ယူဆပါတယ်လူအယောက်40အတွက်ဖုန်းမေး9000အတွက်ကိုတော့ဘာတွေလိုရမလဲဆိုရင်ကျွန်တော် easy မြန်မာ facebook page ကို ို follow လုပ်ထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်ကပြောနေတဲ့ video ကို public နဲ့ like and share လုပ်ရမှာဖြစ်ပါတယ် share လိုက်တဲ့ကိုယ့်ရဲ့ caption မှာ ezap top up ဆိုတဲ့နာမည်တော့ပါရပါမယ်ကျန်တာကတော့ကိုယ်စိတ်ကြိုက်အဆင်ပြေသလိုရေးလို့ရပါတယ်အဲ့လိုမျိုး share ထားတဲ့ screen shot လေးကိုကျွန်တော်ရဲ့ video အောက်မှာခြားပေးထားတဲ့ link နဲ့မှာရှိတဲ့ post ရဲ့အောက်မှာ screen shot မှန်ပေးလိုက်တာနဲ့လူအယောက်60ကိုကန်တူးရှင်ရွေးချယ်သွားမှာဖြစ်ပါတယ်ကန်ထူရတဲ့လူအယောက်60ကို ezap top up ကနေပြီးတော့မှအဲကိုယ်အဆင်ပြေတဲ့ operator အလိုက်ပေါ့နော်ဖုန်းပေတွေဖြစ် ြည့်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ AI feature link နဲ့လက်ဆောင်ပေးဖို့ကျင်တာပဲဖြစ်ဖြစ် ဟိုးနဒီကွန်ဒီတုံးကခက်ချရတဲ့ခန်းစားမှုလေးကိုပြန်လဲခန်းစားခြင်းလိုပဲဖြစ်ဖြစ် Ezap Top Up ကိုသွားပါကျွန်တော် banking အစုံနဲ့လည်းလွယ်လွယ်ကူကူငွေချေနိုင်တယ်လို့ A+ wallet နဲ့ပေးမယ်ဆိုရင်တော့ကျွန်တော်တစ်ခါပေးတိုင်းမှာ5% point နေကျွန်တော်တို့ပြန်ရမှာဖြစ်ပါတယ်အဲ့ဒီ point ကမြန်မာငွေတစ်ကျပ်နဲ့ညီတာဖြစ်တဲ့အတွက်ကြောင့်မလို့ website မှာပဲပြန်ပြီးတော့သုံးခြင်းနဲ့ဆိုလဲကြက်ငွေအနေနဲ့သုံးလို့ရတယ်တခြားသော site တွေမှာ A+ wallet နဲ့ရှင်းခြင်းလို့ဒီထဲက point တွေပြန်ပြီးတော့သုံးမယ်ဆိုလဲသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ transit စေခြင်းပါတယ်နောက်ပြီးတော့ Ezap မြန်မာ Facebook page ကို like and follow လေးလုပ်ထား ါပါသူတို့နောင်မြန်းနောင်မြန်းမှာဗောနော်ဒီအရန်တန်တဲ့ promotion တွေတခြားသော feature အသစ်တွေကိုလည်းသူတို့ announce လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုတည်းက follow လုပ်ထားမှာဆိုရင်တော့ကိုယ့်အတွက်ခံစား권တွေအများကြီးရရှိမှာဖြစ်ပါတယ်အဲ့ဒါတွေလာပြီးတော့လမ်းညွှန်ပေးတာဖြစ်ပါတယ် Sony GB ရဲ့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကံထူးကြပါစေတတပါ